ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတကုံချွေများရဲ့ညာရန်၃ဆင့်ပန်းတော့ဝင်လို့အမိရတဲ့ဝိထုကိုကျွန်တော်ကိုချွေတာမှဖျားတင်ဆက်ပေးมาဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားစင်ခန်းစားကြည့်ပါအောင်ခင်ဗျာညာရန်၃ဆင့်ပန်းတော့ဝင်ဒုတိယကဘာစီကြီးမဖြစ်ပွားမီရှောင်းနေခန့်ကမြမပြည်ပေါ်၌ပင်စစ်တလင်းဖြစ်မိအကြောင်းအိမ်မက်မန်အားအိမ်မက်များမမြင်မှတ်သောအချိန်တစ်ချိန်၌ဝင်းကဘာလန်းကြီးအရေးပိုင်မစ္စတာဆမစ်ဤဥယင်လက်ဖက်ရည် ပွဲတွင်ပရိသတ်များလည်းလွန်စွာစီကားလျက်ရှိသည်မင်းဆိုးရတာများတတိယတွင်မှစ၍ဂုံတရေရှိ လူကြီးလူကောင်းများအစိုးရအရာရှိကြီးများနှင့်ကောလိပ်ကျောင်းသားများတက်ရောက်သောပွဲဖြစ်ရာမစ္စတာစမစ်မှာအင်္ဂလိပ်လူမျိုးများမိတ်ဆွေများထက်မြန်မာမိတ်ဆွေပေါ်များသူတယောက်ဖြစ်ရကအရေးပိုင်နှင့်အရေးပိုင်ကတော်တို့ကိုယ်တိုင်ကြွရောက်သောပရိသတ်များအားဇပွဲတစ်ခုမှတစ်ခုသို့ကူးပြောင်းကာနှုတ်ဆက်လျက်ရှိလေ၏အချိန်မှာညနေဆောင်သဖြင့် ပရိသတ်များ၏ဝစ်စာအစင်တစားများသည်အယောင်တောက်လျက်အထူးသဖြင့်မင်းကတော်တထေးကတော်များ၏စိန်ရွှေလက်ဝတ်လက်စားများမှလှပစိမ့်လက်သောမြက်ခင်းများနှင့်ပန်းမင်များကိုနောက်ခံထားကာဝင်လူစဲသောနေရောင်တွင်တပြောင်ပြောင်တဖိတ်ဖိတ်ထောက်ပလျက်ရှိကြကုန်၏ပရိသတ်များမှအထက်တန်းသားများသာဖြစ်၍တဦးနှင့်တဦးမြေသူမြေဝါဟု၍တည်ကျွမ်းကြသူများဖြစ်တော်လေ မိမိတို့၏အပေါင်းတင်တက်ရာနှိစက်ရာအချင်းချင်းသပွဲများတွင်ဝိုင်း၍ထိုင်ကြ၏လူမျိုးပေါင်းစုံလျက်အင်္ဂလိပ်ကလာတရုတ်ကားပြားများထက်မြန်မာများကပို၍အများ၏ပရိသတ်အားလုံးစုံလူနေပါဖြစ်ပြီးဖြစ်၍ဇပွဲတစ်လုံးနှလုံးတွင် ကလဲထိုင်၃လေးလုံးမြသာကြံ့ရှိသောအချိန်၌ခရိုင်ဆလာကျုပ်ဦးနှစ်ယောက်ကားကြီးတစ်စီးဆက်ရောက်လာက အလဲပိုင်းရှိဇပွဲတစ်လုံးမှဟောတထင်းဥပမောင်တို့ခုမှလာကြတယ် ဟူသောအတန်များထွက်လာကြလေ၏။ကားပေါ်မှဆင်းလာကြသူများမှာ၃ယောက်ဖြစ်၍ယောက်ျားနှင့်မိန်းမမှာအသက်45နှစ်ခန့်ရှိပြီဟုခန့်မှန်းရ၍၎င်းတို့ရှိမှ လိုက်လာသော မိန်းမပြိုမှာ20ထက်ကျော်အုံးမီမဟုတ်ဟုခန့်မှန်းရလေသည်။မိန်းမပြိုမှာခဲ့အဆန်ဆုံးသောအင်းညစ်ဝယ်ဆန်းများကိုဝတ်ဆင်မိလေရင်လက်လေးတစ်ခန့်ချီရွှေနားတက်၍ထားသောခရမ်းပွင့်ရောင်ပိုးလုံးကြီးကိုဝတ်ဆင်ထား၏။ ခေါင်း၌ပတ်ထားသော ပန်းနှင့်လေစည်းဘဝကလေးမှလည်းလုံချီနှင့်စင်တူခရမ်းပွင့်ရောင်ဖြစ်ရာရုပ်အစင်းမှလည်းငေး၍ကြည်လာကြည်ရလောက်အောင်လှပသောရုပ်ဖြစ်လေ၏အမှုရာမှကြည်၍လာသောအမှုရာမှကြည်၍နေသောပြိဿအားအနှဲငယ်များကယူမဆိုင် ရှည်လန်းမြပင်မပြတ်ပဲရဲရင်သောအမှုရာရှိလေရာ၎င်းမှာတထေးဥပမောင်ဤတူးဒီသောသမီးမခင်မေတွင်ဖြစ်လေသည် ခေမေတင်ဒီကွန်ဖင့်အကြောင်းထွက်ပြေး၍ဘိုးဇံသောအမူအရာရှိခြင်းမှာအံ့ဩဖွယ်မဟုတ်ပါဘဲဥပမောင်တို့မိသားစုတို့နှင့်ဇပွဲတလုံးချား၌ကလှပတေသက်စွာဝစ်စင်ထားသောလူရဲ၃ယောက်နှင့်ဘိုးကပြားလင်မယားနှစ်ယောက်တို့ရှိကြကုန်၏လူရဲ၃ယောက်တို့သည်ခင်မွေတွင်ဝင်လာသောအခါ၃ယောက်စလုံးပင်ခင်မွေတွင်ကိုတိတိဟန်ဖြင့်ပြုံးလိုက်ရာခင်မွေတွင်ကလည်းအတန်ငယ်မတိမသားပြန်လည်၍ပြုံးလိုက်၏လူရဲ၃ယောက်အနေပထမလူရွယ်မှာ ်ဘောင်လာမြင့်ဖြစ်၍ကောလိပ်เจ้าမှဘီအထက်တန်းသားတယောက်ဖြစ်၍ခင်မေတွင်က အရေးပေးဆုံးလူတစ်ယောက်လည်းဖြစ်၏။စာကြိုးစားသူတယောက်ဖြစ်သည့်အပြင်စစ်ကဲကြီးတဦး၏သားလည်းဖြစ်သည့်ဖြင့် BA အောင်မြင်ပြီးသည့်နေ့တပိုင်းနဲ့မြို့အုပ်အလုပ်ကိုရှူဝါတဲ့လောက်ရမည်သူဖြစ်လေ၏။ဒုတိယလူမှာမောင်ကျော်တင့်ဆိုသူဖြစ်၏။ BA အောင်မြင်၍ BL နောက်ဆုံးနေ့ဖြစ်ရကဝက်လုံတော်ရလောင်ဖြစ်၏။ဘကိုးနယ်မှာမြေပိုင်ရှင်တဦး၏သားဖြစ်၍ ၎င်းတို့သုံးယောက်တည်းတွင်ရုပ်အချောဆုံးနှင့်စကားအနည်းဆုံးဖြစ်လေ။ခင်မေတွင် ကိုတိုင်ကလည်းမောင်ကျော်တင်း၏ရုပ်ရည်မှာယောက်ျားပေသာ၍ရှောမောပါရှောမောပါကြောင့်ဖြင့်တကြိမ်မကဝန်ခံခဲ့ဘူး၏။စိတ်သဘောထားကောင်း၍စိတ်ထားမြင့်မြတ်သူတစ်ယောက်လည်းဖြစ်လေသည်။တတိယလူမှာ၎င်းတို့ထဲတွင်အသက်ကြီးဆုံးဖြစ်၍နာမည်မှာကိုပခင်ဖြစ်လေသည်။ကိုပခင်မှာဆေးကောလိပ်ကျောင်းမှနောက်ဆုံးနှစ်ဆေးကျောင်းသားတစ်ယောက်ဖြစ်ပြီးလည်း စေဘတ်တွင်ဝါသနာပါတိအလျောက်ဆရာဝန်အလုပ်ဖြင့်အတန်မွေးမည်သူဖြစ်၏ရုပ်ရည်အတင်းအတင်းများရှိ၍အနှဲငယ်စိတ်ထက်စိတ်ခတ်ထန်သူတယောက်လည်းဖြစ်လေသည်၎င်းတို့သုံးယောက်မှာအเจ้าနေဘတ်တငယ်ချင်းများဖြစ်သည့်အတိုင်းတပူတရွယ်တွယ်ရှိနေကြရာအရေးပိုင်မစ္စတာစမစ်၏ဂါဒင်ပါတီတို့သုံးယောက်အတူတူလာခြင်းဖြစ်သည်သုံးယောက်စလုံးပင်ခင်မေသွင်းအားပိုးပန်းနေကြသူများဖြစ်ရာခင်မေသွင်းကိုယ်တိုင်ကပင်လျှင်၎င်းတို့သုံးယောက်အနေမြေသူကိုရွေးချယ်ရမည်ဟု စိတ်ကိုမပိုင်းဖြတ်နိုင်ခဲ့သေးရှိခင်မေတွင်ကဝိုင်းဝပိုးပန်းကြသူများအနေမောင်လာမြင့်မှာဖေဗရိတ်ဖြစ်၏မောင်ကျော်တင့်မှာအကယ်၍မောင်မြင့်မပေါက်ခဲ့တော့ဝင်းပေါက်ရန်ရှူဝါဖြစ်လျက်မောင်ပါခင်မှာမူအကော်မျှတာဖြစ်လေသည်သူတို့သုံးယောက်၏မျိုးလုံးစုံတို့သည်ခင်မေတွင်အပေါ်တွင်စူးစူးဆိုင်ဆိုင်ကြောက်ရွံ့လျက်ရှိရာ၎င်းတို့အနေမောင်လာမြင့်မှာအကဲဆုံးဖြစ်လေ၏မောင်ကျော်တင့်သည်စီကနတ်တလေးကိုမင်းကြီးလိုက်ပြီးနောက်ဟေ့ကိုလာမြင့် ခမားမျက်လုံးလက်နဲ့အသာဖယ်ပေးထားအောင်နော်တော်ကြကြွတ်ကြသွားအောင်မယ်အောင်မယ်ခမားကရောမကြည့်လို့လားကြည့်တယ်လေဗျာလှရင်ကြည့်တာဗောဒါပေမဲ့တော်ယုံဗောခမားလို့ခေါ်တော့ကြည့်တော့မကြည့်ပါဘူးမဟုတ်လားကိုခင်အာကျုပ်ကောင်ဆွဲမထဲပါနဲ့ဗျာခမားတို့ဟာခမားတို့တော်ယုံကြည့်ယုံမကားတို့ကြိုက်ပဲစားစားတော်ကောင်မောင်လာမြင့်သည်မျက်နှာပိုးတက်လျက်တိပြင်းမိန်ကလေးတွေလည်းလှကြပါရဲ့ဗျာ ။နို့ပေမဲ့သူ့လိုကြော့ကြော့ချင်းချင်းနဲ့ဘိုးဆံပြီးချောတာကချားတယ်ကိုကျော်တင်။ဒါကြောင့်ခမရဒီလောက်ဆွဲနေတာမဟုတ်လား။ခမရကောအာကျုပ်တော့လှတော့ကြည်တာပါဗျာ။ခမရတော့အပိုးမတန်ပါဘူး။ပြီးတော့ခမရတို့ချင်းလည်းလိုက်ပါလေ။ယောက်ျားကလည်းဘိုးဆံဆံမိန်းမကလည်းဘိုးဆံဆံတော်စမ်းပါဗျာအပိုးတော့ကိုဘခင်ကြီးကကျုပ်တို့ထက်တန်းတာဗောအပိုးမှသူကဖက်ဂရိတ်ပဲ ကိုဘခင်ဒီစေးတံကိုခတ်တည်တည်ကြိုက်ခဲလျက်ရှိရမှာကျုပ်ကခမည်းတော်ထက်အသက်လဲကြီးတယ်ရုပ်လည်းခမည်းတော်နှစ်ယောက်လောက်မလှဘူးဒီဟာထားဩကိုလမ်းမြတ်ဟာနောက်နှစ်ခါမျိုးအုပ်ဖြစ်မယ်ကိုကျော်တင်းကနောက်နှစ်ခါမှာဝတ်လုံတော်ရဖြစ်မယ်ဒီတော့ခင်မေတင်ကဘသူ့ကိုမှဘသူ့ကိုမှန်းမလဲမှန်းကျင်မှန်းမျိုးအုပ်နဲ့ဝတ်လုံတော်ရတယောက်ယောက်သာမှန်းမှာပေါ့ပြီးတော့သူတို့မိဘများကလည်းတို့မှာပတ်စံချမ်းသာတယ် ရာထူးကြီးတဲ့တမတ်ကိုငွေနဲ့ပဲဝယ်ဝယ်ရဝယ်ရဝယ်မယ်ဆိုတဲ့သဘောပဲဒီတော့ကျုပ်တို့လိုဆရာဝန်ဆုံးနေတော့ဝေးပါသေးရဲ့ဗျာအမှန်အားဖြင့်ဆိုတော့မောင်ဘခင်ဒီလည်းပိုးပန်းရတွင်ပါဝင်ခဲ့ဤတွတ်တော်မောင်ဘခင်မှာမောင်လာမြင့်နဲ့မောင်ကျော်တင်းတို့ကဲ့သို့တစုံတရာဖွင့်ဟပြောဆိုခြင်းမရှိပဲစိတ်ထဲကကြဲ့၍ပိုးပန်းခဲ့သူဖြစ်လေလက်ဖက်ရည်ပွဲပြီးလက်တော့တငယ်ချင်း၃ယောက်တို့သည်အိမ်တို့မပြောင်းကြသေးပဲထိုညညသာအတွက် ဆပ်ပွိုင်းဟိုတယ်တွင်တဘောတူပြီးဖြစ်သည့်အတိုင်း၎င်းတို့၏ကားနှင့်ပင်ဆပ်ပွိုင်းသို့မောင်းနှင်ခဲ့ကြလေဝိစကီတစ်ခွက်စီများဝင်ခဲ့ပြီး၍သူတို့သုံးဦးသားသည်ထိုရာလေးပါးစကားများကို ပြောလျက်ရှိရာမှခင်မေတွင်ဤအကြောင်းသို့ရောက်ရှိသွား၏ကိုမခင်မှာဆေးတံကိုခဲကာခမ်းမှန်မှန်ရှိနေရာမောင်လာမြင့်မှာ အပိုးတန်တလားကိုစကားပြောလဲတန်သူဖြစ်လေရာ စကားအလိုနေသော ကိုကျော်တင်းကပင်လျင်ခမည်းကကိန်းသေးပါကိုလာမြင့်ရဲ့ကြုတ်ကိုလာပြီး ခနဲ့မနေပါနဲ့ဟုခံပြောလိုက်လေ။နို့ပေမဲ့ခမ ्या ကကြုတ်တဲ့ရုပ်ချောတို့ရမယ်ဆိုတာရမယ်ဆိုရနိုင်တာပေါ့ဗျာ။သူကိုယ်တိုင်ကကိုကျော်တင့်လို့ရုံလဲလျှော အပြောဆိုလဲကောင်းတဲ့သူအရှားသာလို့ပြောတာ။ကြုံနာနဲ့ဆက်ဆက်ကြားဘူးသားပဲ။ကြုတ်ကိုကိန်းနေတာပြောတယ်ခမ ्या ကမကြံဘူးလား။ယောက်ျားပဲဗျာရရင်ယူတန်းပေါ့။သူများလို့တော့ကွယ်ထောက်မပြောဘူးပြုတ်ဒီတော့ခမရရမယ်ထင်သလား ဒါတော့ဘယ်အမှန်ပြောနိုင်မလဲကိုလာမြေနှစ်ဖူးသာကရှည်သေးတာပဲခမ ्या ရောခမ ्या ကိုခမ ्या ကိန်းသေးလို့ပြောနိုင်မလားဟေးကိုကျော်တင်းကျုပ်ကဘယ်အလိုမျိုးကိုလှုပ်လို့ကိန်းသေးမှလှုပ်တယ်ခင်မေတင်ကကျုပ်မရတဲ့ကျုပ်မရတဲ့အရာခမ ्या ငွေတထောင်ကြီးလောင်းဝင်မလားလောင်းဝင်ပေါ့ဟုတ်လားဟုတ်ပေါ့ဗျာခမ ्या ကလောင်းဝင်ရင်ကျုပ်ကဘာဖြစ်လို့မလောင်းဝင်မှာလဲကဲဒါဖြင့် ကျုပ်တို့သုံးယောက်တယောက်တယောက်တယောက်စီတယောက်ကိုတထောင်သေးလောင်းကြဆိုလားဗျာဘန်းနဲ့လဲကိုပါခင်ခမည်းတော်နှစ်ယောက်သာလောင်းကြပါဗျာကျုပ်ကိုဆွဲမထဲကြပါနဲ့ကဲကိုပါခင်တော့ခမည်းဆွဲလို့မရတော့ဘူးခမည်းနဲ့ကျုပ်ပဲရှိတော့တယ်ခင်မေတွင်ရတဲ့လူကိုမရတဲ့သူကငွေတထောင်ပေးရမယ်နော်စိန်လိုက်လေ ကိုလာမြင့်နဲ့ကိုကျော်တင်းတို့သည်စာရွက်တရွက်ပေါ်တွင်ဂတိစာချုပ်တစ်ခု ये ၍နှစ်ဦးသောတို့လက်မှတ် ရေးထိုးကြပြီလျင်ကိုပခင်ကတက်တည်အပြည့်လက်မှတ်ရေးထိုး၏ထို့နောက်စာကိုကိုပခင်တန်အနှံထားရန်သဘောတူကြသည့်အတိုင်းအနှံထားကြလေ၏ကိုပခင်မှာမိမိကိုယ်တိုင်ခင်မေတွင်ကိုရရန်ကြိုးပမ်းလျက်ရှိနေတော်လေတစုံတရာထုတ်ပေါ်ပြောဆိုခြင်းမရှိဘဲတိတ်ဆိတ်၍သာလျင်ရှိနေခဲ့ပြီးစာချုပ်ကိုမိမိ၏တည်ရဲ့အိတ်ထဲတွင်တင်ဆဲထားလိုက်လေ၏ အထပ်ပအကြောင်းအရာများကျွန်တော်ယခုဖော်ပြအံသောလူတက်မှု၏နေတမ်းများသာဖြစ်၍ထိုလူတက်မှုကိုဆုံတော့ကြီးဥထင်ကျော် ဆုံတော့ရ၌ကျွန်တော်ကအဖို့အဖြစ်၎င်းနှင့်အတူလိုက်ပါလာရသောကြောင့်သိရှိခဲ့ရသောအကြောင်းအရာများဖြစ်ပေသည်သို့တော်ထိုလူတက်မှုအကြောင်းကိုရေးသားဖော်ပြခြင်းမပြုမီ အမှု၏အဆက်အသွယ်ကိုစာဖတ်သူများအရေးအမွေများသိရှိနားလည်စေရန်ဝိတ္ထု၏အစနာရေးသားဖော်ပြထားခြင်းသာဖြစ်ပါကြောင်း စုံတော့ဥဒင်ကျော်၏အကြောင်းကိုစာကြည့်ပရိသတ်များသည်အတော်အတန်သိရှိပြီးဖြစ်လိမ့်မည်ဟုယုံကြည်မိရာဥဒင်ကျော်မှာဥဒင်ကျော်မှာရာသွေးပြုတ်မှုစူးစမ်းချပွေ၏အတက်ကိုဝါသနာပါသူဝါသနာလျောက်လိုက်စားခဲ့သူတရားဖြစ်၍ဒုတိယကဘာစစ်မဖြစ်ပွားမီ၁၂နှစ်ခန့်လောက်ကပင်အင်္ဂလိပ်အစိုးရများနှင့်တကွာနိုင်ငံတွင် ရာသွေးမှုအုပ်ချုပ်ရေးအဖွဲ့အားများစွာအကူအညီပေးခဲ့သူတရားဖြစ်လေသည် ဒီအခါကျွန်တော်ဒီသတင်းစာတိုက်တိုက်တွင်လက်ထောက်အယ်ဒီတာအလုပ်ကိုရရှိလျက်၎င်းနှင့်အတူနှစ်ပေါင်းအတော်ကြာနေထိုင်မှုရာဦးထင်ကျော်၏အချို့အမူအရာများအမှုအမှုများတွင်ကျွန်တော်ကိုယ်တော်တိုင်တူနှင့်အတူလိုက်ပါဆောင်ရွက်ခဲ့ဘူးလေသည်ထိုအမှုများအကြောင်းကိုကျွန်တော်ဒီတကောမဂဇင်းကြီးထုတ်ဝေလျက်ရှိစဉ်ကဝတ္ထုလေးများအဖြစ်ဖြင့်အတော်များများရေးသားခဲ့ဘူးရာထိုမဂဇင်းကြီးရစဲသွားလိုက်သည့်နေ့တပြိုင်နက်စုံသောဝတ္ထုများကိုဆက်လက်ရေးရန်အခါခွင့်မရှိတော့ကြီး စပီကင်းနောက်မှသာထုတ်ဝေလျက်ရှိသောရှုမော်ဝါညဝတီတွေးတောက်စားသောမဂဇင်းများတွင် ပြန်လဲရေးသားခွင့်ရရှိလာလေသည်တနေ့နန္နနကျွန်တော်ဒီအဲ့ရမမထားသေးပဲအဲ့ရပေါ်တွင်အညောင်းဆက်လျက်ရှိနေစဉ်ဥထင်ကျော်သည်လမ်းလျှောက်လာရမှပြန်လာခဲ့ပြီဖြစ်၍ဒုက္ခကိုတမင်ကျော်တွင်ချိန်ထားလိုက်ပြီးနောက်တင်းစနှစ်ဆောင်ကိုကျွန်တော်အားပြစ်ပေးလိုက်လေသည်ဒီနေ့တင်းစနှစ်ဆောင်တော်ပါကလာပြုဧကန်နာတင်းထူးပြီထင်တယ်ကိုတင်မောင်လဲ ကြုံနီးတွေအတော်ရနေတာပဲရဆိုခမားနဲ့အတူနေရတာကိုဗျသတင်းစာများ၌ကပထမစာမျက်နှာ၌ပထမစာမျက်နှာမျက်နှာဖုံး၌အလုံးလန်းလူတတ်မှုဟုစလုံးမဲကြီးဖြင့်ခေါင်းစဉ်တတ်ထားသောလူတတ်မှုတစ်ခုကိုတွေ့ရ၏သတင်းစာ၏လက်ဝဲဘက်တောင်း၌အသက်20ကျော်ခန့်ရှိမိန်းကလေးတယောက်၏ဓာတ်ပုံပါကြည့်ရာဓာတ်ပုံအောင်၌အသက်ခံရသောမြို့အုပ်ဦးလာမြင့်၏ဇနီးခင်မေတွင်၏ပုံဟုပါကြည့်လေ၏ လူတတ်မှုရဲ့အကြောင်းကိုအောက်ပါတိုင်းရေးသားတာ ਈ အလုံးလန်းလူတတ်မှု လင်းကိုတတ်ပြီးနောက်တေသူဤမယားနှင့် အပျော်ဖဲကစားနေသောတရခံမလဆယ်ရည်နေကအလုံးလန်းနေဝက်လုံတော်ရဥကြော်တင် BA BL ကညေကုနာရည်တွင်မိမိနေအိမ်သို့လက်ဖက်ရည်တောက်အပျော်ကစားရန်မြို့အုပ်ဦးလာမြင့်နှင့်၎င်း၏ဇနီးခင်မေတွင်တို့အားဖိတ်ကြားထားကြသို့သော ထွန်ညာ၌မြို့အုပ်ဦးလားမြင့်မှာညာ၈နာရီခွဲလောက်မော်လမြိုင်ရထားနှင့်မော်လမြိုင်တို့တွားရောက်ရန်ကိစ္စတကူရှိလာပြီဖြစ်တဲ့ဖြင့်မိမိမလာနိုင်သည့်အကြောင်းကိုပြောရန်ဘူဒာယုံအသွာ၌ဦးကျော်တင့်နေအိမ်တို့ဝင်ခဲ့သည့်ကြောင်းထိုအချိန်၌အိမ်တွင်ဦးကျော်တင့်မရှိခိုက်ဖြစ်၍အစီခံကမြို့အုပ်ဦးလားမြင့်အားအိမ်ထဲသို့ဝင်၍ဧကန်းတွင်ခက်တာစောင့်နေပါရန်ပြောရကဦးလားမြင့်ကမိမိမှာရထားမမီမီဆို၍စောင့်ဆိုင်မနေတော့ကြောင်းအစီခံအားပြောပြီးလည်းရင်ဧကန်းတို့ဝင်သွားကြောင်း နောက်ဦးကျော်တင်ပြန်ရောက်လာတော့အခါအစီခံအားဦးကျော်တင်ကစီကနဲ့အဝယ်ခိုင်းကြောင်းစီကနဲ့ဝယ်ရာမှပြန်လာတော့အခါအစီခံသည်ဦးလာမြင့်ကိုမတွေ့ရတော့သဖြင့်ဦးလာမြင့်သည်မိမိဆရာနှင့်တွေ့ပြီးနောက်ထွက်သွားပြီဟုထင်မှတ်ကြောင်းနောက်တနေ့နန်းနန်း၌အစီခံသည်ကော်စောပေါ်တွင်တွေးကွက်ကြီးတစ်ကွက်ကိုတွေ့ရသဖြင့်အနည်းရှိကျွန်းတစ်တာကြီးကို မတင်ကားသည့်အတိုင်းဖြန့်ကြည့်လိုက်တော့အခါအတွင်း၌ရင်ဝတွင်ဓာတ်ရရာဖြင့်တည်နေသောဦးလာမြင့်အလောင်းကိုထူးဆန်းစွာတွေ့ရကြောင်း ယခုအခါဝက်လုံတော်ရဥကြော်တင့်အားလူသက်မှုဖြင့်ဖန်စီထားပြီးလည်းရင် အမှုကို၃ရက်နှင့်အရာဖွင့်၍စုံစမ်းလျက်ရှိလေသည်လက်ဖက်ရည်တောက်ကြပြီးနောက်ကျွန်တော်သည်သတင်းစာကိုတစ်ခေါက်ပြန်၍ဖတ်ကသတင်းစာ၌ပါသောဓာတ်ပုံကိုအသေးချာကြည့်လျက်တငယ်မကတော့အတော်ရှောတဲ့တငယ်မဗျာရှောတာတဲ့ဘူဆန္ဒကများတယ်ကောလိပ်ကြောင့်တော့နာမည်ကြီးတဲ့နာမည်ကြီးတဲ့ကိုတင်မောင်ကြီး ထင်မြင်တွင်ဆိုရင်လူတိုင်းကသိတာပဲတဲ့အပြိုတုံးကများចောင်းသားတွေဝိုင်းပြီးပိုးလိုက်ပန်းလိုက်ကြတာတချို့သူ့အတွက်နဲ့ရန်တွေတောင်ဖြစ်ကြတယ်တဲ့ဗျအင်းဒီအမှုကျုပ်လက်ထင်းများရောက်လာအောင်မလားမပြောတတ်ပါဘူးခင်မင်းသိအတော်မင်းကြီးကတော့ဒေါ်မြသွေးဆိုတာကကျုပ်နဲ့ကောင်းကောင်းသိတယ်ခမားအရင်တခါပြောမှုတဲ့မြားလက်စုတ်ပြောက်လို့ခမားကပြန်ရအောင်လှုပ်ပေးမှုတယ်ဆိုတော့အတော်ဒေါ်မြသွေးဆိုတာလားဟုတ်တယ် ်ဒီမင်းမကြီးကသူ့ရဲ့မြားလက်ဆွဲပျောက်တဲ့အမှုကစားပြီးကျုပ်ကိုအတော်အားကိုးရှာတယ်။ဒါကြောင့်ဟောနားထောင်ကြပြုလေကားကခြေတံကြားတယ်။ကျုပ်တော့မဟုတ်မှလွဲရော။ထိုအခါ၌ခြေတံသည်အပေါ်ထက်သို့ဆက်၍မတက်သေးပဲကျွန်တော်တို့အခန်းတကားကိုခောက်လိုက်တဖြင့်ကျွန်တော်လဲတကားကိုထား၍ဖွင့်ပေးရာအသက်50ခန်းရှိတာနာတရက်စွာဝတ်ဆင်ထားသောမိန်းမတစ်ယောက်သည် နောက်ပါ အသက်72နှစ်အရွယ်ရှိကလေးမတစ်ယောက်နှင့်အတူအခန်းတွင်သို့ဝင်လာ၏ ။ဦးထင်းကျော်သည်ဧည့်သည်များအားနှုတ်ဆက်၍နေရာထိုင်ခင်းများပေးပြီးနောက်ဘန့်နဲ့လည်းအမကြီးဘဲကလှဲ့လာလေခမ ्या ။မောင်စီကိုပဲလာခဲ့တာပဲမောင်ကြီး။တူမကဘဲကစပြီးဒုက္ခတစ်ခုတော့တွေ့နေပြီကောလေမောင်ထင်းကျော်ကြီး။အော်အလုံးလန်းကဟုတ်ပါတယ်မောင်ရဲ့ခင်မေတင်ကဒီကတူမပေါ့ပြီးတော့ထူးထူးဆန်းဆန်းမောင်ထင်ကျော်ရဲ့ယောက်ျားကိုဓာတ်နဲ့ထိုးသက်ပြီးအလောင်းကိုကျွန်းတက်တာနဲ့ထဲ့ထားတယ် ထားရုံမကသေးဘူးတတ်တဲ့လူကတည်တဲ့လူမရနဲ့အင်ချေကားမှာပျော်ပျော်ပါပါဖဲများတော်ကစားလိုက်သေးတယ်တဲ့ဂရမ်မာဖုံဖွင့်တဲ့သူကဖွင့်လေမယာတွဲကားတဲ့သူကကပိုကားတောင်းတဲ့သူကတောင်းပေါ့လေအမျိုးမျိုးပျော်ကြတာပေါ့မရလောက်တဲ့သူကမရိပ်မိကြဘူးဒါနဲ့နောက်တနေ့ကျတော့ဝက်လုံတော်ဝက်လုံမောင်ကျော်တင်းအိမ်မှာခိုင်းထားတဲ့အခြေခံကတစ်တာကြီးနာကော်စောပေါ်မှာတွေးကွက်ကြီးတစ်ကွက်တွေ့တယ်တဲ့ဒါနဲ့မတင်ကားတာနဲ့တစ်တာကိုဖွင့်ကြည့်လိုက်တော့ ။ဘောင်လမြင့်အလောင်းတွေ့ရတာပဲမောင်ထင်းကျော်ကြီး။အမကြီးဖြင့်ကြားရတာနဲ့ရင်းနေပန်းတွေတုံပြီးမနေ့ကများထမင်းရင်တော့မစားနိုင်ဘူး။ဒါနဲ့ဒီကနေ့ပြေးလာခဲ့ရတာပဲ။ဝင်းလုံးမောင်ကျော်တင့်ဆိုတာနဲ့ကိုလာမြင့်တို့လင်မယားနဲ့တော့အတော်ခင်ကြတယ်မှတ်တယ်။ကိုလာမြင့်နဲ့မောင်ကျော်တင့်တို့ကကြောင်းနေပဲတငယ်ချင်းမောင်ထင်းကျော်ရဲ့အမှုက ထင်ရှားနေပြီပဲဟာကျွန်တော်ဘာလိုက်เสียရှိသေးလို့လဲအမကြီးရဲ့ ထင်ရှားပါတယ်မောင်ထင်းကျော်ရဲ့သူ့အိမ်ကကျွတ်တက်တာကြီးတဲမှာဘသူကလာတက်ပြီးထဲထားမှာလဲအမှုကလဲပြင်းမှာဆင်းသွားတာထက်တောင်ထင်ရှားနေပါသေးတယ်နို့ပင်မဲ့ခင်မေတွင်ကတေတဲ့လူလူတေးပြီးပြီးဟာကြံတဲ့သူတွေမဟုတ်တာမဖြစ်အောင်တားဆီးဖို့လိုတဲ့သူစိတ်ထင်ဝှက်လုံးတော်မောင်ကျော်တင်းရင်သူ့ယောက်ျားကိုဘယ်နည်းနဲ့မှတက်လိုက်မှမထင်ဘူးတဲ့ဒါကြောင့်ဒီကိစ္စကိုဥထင်ကျော်တိုင်ပင်ပါအောင်လို့ပြောတာနဲ့အမကြီးတဲ့မောင်စီပြေးလာရတာပဲ။ ကောင်းပါပြီခင်ဗျာကျွန်တော်တို့လာခဲ့ပါဦးမယ်နေပါဦးအခုဒီတငယ်မကဘယ်မှာနေတယ်လဲသူနဲ့ပထမတွေ့ချင်းသေးတယ်အမကြီးအိမ်ကို လာခဲ့ပါလေသူနဲ့တွေ့ချင်းရင်အမကြီးအိမ်ကိုခေါ်ထားလိုက်ပါမယ်ဟုတ်ကဲ့ဒေါ်မြာသွေးပြန်သွားတော့အခါဦးထင်ကျော်သည်စေးတံကိုစေးတဆုံထဲ၍မီးညှိလိုက်ပြီးနောက်ဘက်နယ်လဲကိုတင်ပါအခုဖမ်းထားတဲ့တရက်ခံကိုတည်တဲ့သူမိမကဒီလူတက်ဒီလူတက်တယ် မထင်ဘူးလို့ဒေါ်မြတ်သွေးကိုပြောပြတယ်တရခံကိုကူညီဖို့တေတဲ့သူမိမကကြုတ်ကိုငှားတယ်ဆိုတော့အတော်တော့ထူးဆန်းတာပဲဒါပေမဲ့ကြုတ်တို့ခင်မဲသွင်းကိုပထမတွေးဖို့လိုတယ်အမှုဆိုတာတရင်စားတဲ့ပါတာလောက်နဲ့မလုံးလောက်ဘူးကဲအဝင်လဲဗျာကိုတင်မောင်လိုက်မယ်မဟုတ်လားလိုက်တာပေါ့ဗျာအလုံးမှမရှိပဲကျွန်တော်တို့ဒီမင်းကြီးကတော့ဒေါ်မြတ်သွေးအိမ်တို့ရောက်ခဲ့ကြရာ မြို့ဦးကတော့ခင်မေတွင်နေအခန့်တင်တွေ့ရ၏ဒေါ်မြတ်သွေးသည်ကျွန်တော်တို့အားအဲ့ဝတ်ကြေပြွန်စွာအခန့်ပြီးနောက်အလိုက်သည့်စွာအပြင်သို့ထွက်သွားသည်ဖြင့်ကျွန်တော်တို့လည်းခင်မေတွင်နေလွတ်လပ်စွာစကားပြောဆိုခွင့်ရလေသည်ခင်မေတွင်မှာဝေစားပုံအဖြစ်၎င်းဟန်အမူယာအဖြစ်၎င်းအခြားသောမြန်မာမိန်းကလေးများနှင့်အလင်းမတူပဲတစ်မျိုးတစ်ပုံရှိ၍နေရာ မျက်နှာကလေး၏လှပချောမောပုံလျင်ဥရောပတိုက်သားများနှင့်ခတ်ဆင်စဉ်တူလျက်ကျွန်တော်တွေ့ဘူးသမျှမိန်းကလေးများအနက်ဘိုးအဆန်းဆုံးမိန်းကလေးတစ်ယောက်ဖြစ်လေသည်အဝေအစားမှလွန်စွာပင်အစဉ်ပြေလျက်ဇပင်ကိုကပိုးကယိုနောက်နောက်တွဲထုံးကတဏ္ဍခါပေါင်တာမရှိပဲနဂိုအသားတိုင်းရှိနေရကဤသို့မပြင်းစင်ပဲရှိနေသောပူပုံပန်းအမူအရာကလေးပင်လျင်တနည်းအားဖြင့်ကြည့်၍ကောင်းလာပေ၏ မျက်လုံးများမှရဲရဲနေလျက်မျက်ခုံးများမှလည်းမုံမောက်နေ၏ခင်မင်းတွင်သည်ဥထင်ကျော်အားရိုသေသောအမူအရာဖြင့်အန်ကဲဒီလိုဂရုစိုက်ပြီးလာတာအများကြီးကျေးဇူးတင်ပါတယ်အမှုအကြောင်းကိုတော့အန်ဒီပြောပြီးရောပေါ့သတင်းစာတွေထဲမှာလည်းအတော်အသင့်ပါပါတယ်ဟုတ်ပါတယ်ဦးကူညီနိုင်တဲ့ဘက်ကကူညီဖို့အသင့်ပါပဲနည်းနည်းသိချင်တဲ့အချက်အလက်ကလေးတွေတူမကြီးစီကမေးပြီစကားမဆုံးမီခင်မင်းတွင်က ပြောဖို့အသင့်ပါပဲဦးရဲ့ ဒီရမှုမှာကိုလာမြင့်တော့တေချင်းစိုးနဲ့တေချာပါပြီဒါပေမဲ့ကြံရင်ခဲတဲ့လူတွေမှာမဟုတ်တာမဖြစ်ရလေအောင်နည်းနည်းချင်းချင်းလင်းလင်းဖြစ်သွားဖို့ဥရဲ့အကူအညီတောင်းခြင်းပါပဲဝန်လုံးဥကြောတင်ဆိုတာ တူမာကြီးနဲ့အတော်ခင်မင်ကြသလားခင်မင်ပါတယ်ချင်းကိုလာမြင့်နဲ့အเจ้าနေပဲတငယ်ချင်းပါပဲကျမတို့ထက်တော့အများကြီးစီနီယာကြတယ်ဥကြောတင်လို့သာဥကြောတင်လို့သာဝတ်လုံးမို့ ဂုံလိုက်ပြီးခေါ်ကြတယ်အသက်30ကျော်လောက်ပဲရှိပါသေးတယ်ဒီညကအဲ့ဒီညကဖြစ်ပြပုံကလေးတစိမ့်လောက်ပြောစမ်းပါဟောဒီလိုပါချင်းအဲ့ဒီညကကိုကျော်တင်းကသူနဲ့ကြောင်းနေပဲမိတ်ဆွေ3-4ယောက်ကို အိမ်မှာပြောပြောပါပါဖဲကစားရအောင်ဆိုပြီးလက်ဖက်ရည်တောက်ဖိတ်ပါတယ်ခါတိုင်းရောဒီလိုပဲဖိတ်တတ်သလားဖိတ်ပါတယ်ဒါပေမဲ့ကိုလာမြင့်ကအဲ့ဒီညပါပဲမော်လမြိုင်ရထားနဲ့မော်လမြိုင်ကိုတက်တည် ခံသွားရမယ်ဆိုပြီး ထမင်းစားပြီးမှကပြားကရာအဝတ်လဲအိမ်က9နာရီ15မိနစ်လောက်မှထွက်ခွာသွားပါတယ်ရှင်မော်လမြိုင်သွားဖို့ကိစ္စရှိတဲ့အကြောင်းစောစောကမပြောသွားဘူးလား မပြောပါဘူးဦးရဲ့ယထာထွက်ကနေမှကတ်ပြောတယ်ဒါနဲ့ကျမကလည်းကိုကျော်တင့်ဖိတ်တာမသွားရင်မကောင်းဘူးဆိုတော့အငှားကားတစ်စီးနဲ့အလုံးလန်းထွက်သွားပါတယ်အမှုရာပဲနဲ့နေတယ်လေခါတိုင်းလိုပဲပြုံးပြုံးရေရေပါပဲရှင်နည်းနည်းမှပြောင်းလဲတယ်မထင်မိဘူးလား မထင်မိပါဘူးဦးရဲ့ဒါပေမဲ့တခါတခါတွေ့တွေ့ကြီးလောက်ပြီးတခုခုကိုစိတ်ကူးနေသလားလို့တော့အောက်မိမိတယ်ဒါကအခုမှစဉ်းစားမိတာမဟုတ်လားဟုတ်ပါတယ်အားလုံးလက်ဖက်ရည်တောက်ကြတာဘယ်နှစ်ယောက်လဲ900ဦးရဲ့ဘယ်သူတွေလဲပြောပါဦးကျမရဲ့စရေးကြီးကိုထုံးချိန်လည်းမရရဲ့ဆရာဝန်ကိုပခင်ရဲ့အင်းရှင်ကိုကျော်တင့်ရဲ့အားလုံး900တောက်ကြတယ်ဆရာဝန်ကိုပခင်ဆိုတာဘယ်သူလဲ သူတယ်ကိုလားမြင့်တို့ကိုကျော်တင်းတို့နဲ့အင်မတန်ရှစ်တဲ့အကြောင်းတွေပဲတငယ်ချင်းပဲဦးရဲ့လက်ဖက်ရည်တောက်ပြီးတော့မလုပ်ကြနဲ့လေအတန်ငယ်ပြုံးလေရဲ့ကတဲ့သူကကတချင်းဖွင့်တဲ့သူကဖွင့်ပိုကဒေါင်းတဲ့သူကဒေါင်းမော်ဦးရဲ့ကျမတို့အရွယ်ဆိုတာပျော်တုံးပါတုံးအရွယ်အရွယ်လေးကိုဦးရဲ့စရေးကြီးကိုထုံးချိန်တို့လင်မယားကအင်မတန်ပျော်တတ်တာကလားကျမနဲ့ကိုကျော်တင်းကလက်ခုပ်တီးပြီးကိုမခင်ကဓာတ်ဆက်ဖွင့်ကိုထုံးချိန်တို့လင်မယားကတွေ့ပြီးဘိုးကကတာပေါ့ဦးရဲ့ ပိုကရောဆွဲကြသေးလား။နောက်ဆွဲကြပါရဲ့။ဘသူတွေကချုံပြီဘသူတွေကနိုင်တယ်လဲ။အဲ့ဒီညာကကျမကန်ဆိုးပါတယ်ဦးရဲ့။ကျမ15ကျပ်တောင်ချုံပါတယ်။ဆရာဝန်ကိုပါခင်လည်းချုံပါတယ်ဦးရဲ့။နိုင်တာကကိုထုံးချိန်တို့လင်မယားနည်းနည်းပါးပါးနိုင်တယ်။အနိုင်ဆုံးကတော့ကိုကျော်တင့်အနိုင်ဆုံးပဲ။ဘယ်အချိန်အိမ်ပြန်ကြတယ်လဲ။12နာရီခွဲလောက်မှပြန်ကြပါရဲ့။အားလုံးပြန်ကြသလား။ဟုတ်ကဲ့။ဟိုညကအကြောင်းတော့ တော်လောက်ပါပြီအရင်ကအเจ้าနေနည်းနည်းပါးပါးသိကျင်တယ်ကိုလာမြင့်နဲ့ကိုကျော်တင့်နဲ့အဲ့ဒီကိုပါခင်နဲ့အเจ้าနေတုန်းကစပြီးကုထီအဆက်အသွယ်ရှိသေးတယ်ဆိုလားပြောကြမှာဟုတ်ကိုလာမြင့်နဲ့အเจ้าနေဘက်တန်ငယ်ချင်းနေတဲ့မှာဝက်လုံတော်ရကိုကျော်တင့်နဲ့ဆရာဝန်ကိုပါခင်တို့ဟာအရင်ဒီဆုံးပါပဲတူမာကြီးကရောကောလိပ်အเจ้าထွက်ပဲမဟုတ်လားဟုတ်ပါတယ်တူမာကြီး မောင်လာမြင့်နဲ့ဟာအเจ้าနေဘက်ကလေးကမေတ္တာရှိခဲ့ကြတာမှန်ပါတယ် ကောလိပ်ကျောင်းတုန်းကတူမကြီးဟာအလှဆုံးဆိုပြီးနာမည်ကျော်လို့နာမည်ကျော်တို့ဦးကြဘူးတယ်ဟုတ်ကဲ့ဒီလိုပဲပြောကြတာပါပဲရှင်လင်းကိုအသက်ခံရပြီအင်မတန်ပူဆွေးတော့ကကြောက်နေတဲ့အချိန်မှာမေးကောင်းတဲ့စကားတွေတော့မဟုတ်ပါဘူးဗောတူမကြီးရဲ့တို့ပေမဲ့အခုကိစ္စမှာ ပလိတ်ကဝက်လုံကိုဝက်လုံကိုကျော်တင့်ကိုဖမ်းထားတယ်ဟာတူမကြီးကကိုကျော်တင့်ဟာမောင်လားမြင့်ကိုဘယ်နည်းနဲ့မှမတက်ဘူးဆိုပြီးယုံကြည်တယ်ဆိုပြီးမမားတဲ့မမားရအောင်ဥကိုခေါ်တာပဲမဟုတ်လား မှန်ပါတယ်ဥယေအဲ့ဒီအတိုင်းပါပဲဒါဖြင့်ဥမေးတာမှန်မှန်ဖြစ်နော်ဟုတ်ကဲ့ပြောပါမယ်ရှင်ခင်မေတွင်ဒီဟုတ်ကဲ့ဟုမဖြစ်မီကျွန်တော်မျက်နာကိုတက်ချက်ကြည့်လိုက်ရာဥကျော်ဥထင်ကျော်ကရိပ်မိတဲ့ဖြင့်ဒီကဥထင်မောင်ကဥရဲ့အကူကြီးလိုက်လာတာပါဒီမှာကြီးရဲ့သူချင်းမှာဘာမဆိုစိတ်ချလက်ချပြောနိုင်ပါတယ်ဟုပြောလိုက်တော့ကြောင့်သာကျွန်တော်ဒီနေရာမှာထားယူမသွားရပဲဆက်လက်၍ထိုင်နေခဲ့လေဤထို့နောက်ဥထင်ကျော်ကဆက်လက်၍ ကိုလာမြင့်နဲ့အကြောင်းမပါခင်တူမကြီးကသူတို့နှစ်ယောက်နဲ့တယောက်ယောက်နဲ့မြေတားရှိခဲ့ဘူးသလားဘသူနဲ့မှမရှိခဲ့ပါဘူးဦးရဲ့သူတို့ကရောအိုးသူတို့ကတော့ရှိလိုက်တာမှလွန်တာပါပဲကိုလာမြင့်ကလည်းကိုလာမြင့်လည်းဆုံးပြီရောဦးကမေးလို့ရှိမှမထူးတော့ပါဘူးကိုလာမြင့်ရောကိုကျော်တင့်ရောကိုပခင်ရောចောင်းသားတွေထဲမှာသူတို့ကအကဲဆုံးပဲသူတို့နှစ်ယောက်ရဲ့စိတ်တဘောပြောစမ်းပါဦး ကိုကျော်တင့်ကတော့အိမ်တွေလည်းရှိတယ်လူတစ်ပတ်သားကိုကျင်နာတတ်တယ်ဒါပေမဲ့မဟုတ်ရင်မခံတဲ့စိတ်ကတော့ရှိတယ်ကိုဘခင်ကရော ကိုဘခင်ကတော့အုံပုံစကားတော့တဲပြီးမပြောဘူးတို့ပေမဲ့ကျမကိုကြိတ်ပြီးပိုးပန်းခဲ့တာတော့အမှန်ပဲကဲဦးတခုမေးမယ်မှန်မှန်ပြောနော်ဟုတ်ပြောပါမယ်ဦးရဲ့မောင်လာမြင့်က တူမကြီးကိုကိုကျော်တင့်နဲ့ဖြစ်စီကိုဘခင်နဲ့ဖြစ်စီတင်ကမကင်းများရှိသလားကိုဘခင်ကတော့ဝေးပါတယ်ဦးရဲ့ သူတို့အိမ်ကိုကျမသွားလေသွားထားလည်းမရှိဘူး။နို့ပေမဲ့ကိုကျော်တင့်ကိုတော့သူတဲပြီးရုံပုံမပေါ်ဘူး။ကိုကျော်တင့်ကသူမကြီးနဲ့ပို့ပြီးရင်းနှီးတယ်ဆိုပါတော့။ဟုတ်ကဲ့။ကိုကျော်တင့်ကကိုလားမျက်နှာပို့ပြီးရုပ်ရှောတယ်ဆို။ဟုတ်ကဲ့ဒီလောက်လည်းမဟုတ်ပါဘူးဦးရဲ့။ဒီလောက်ဆိုတော်လောက်ပါပြီ။အော်ဒါထက်ဦးပြန်ခံနီးပြောလာအောင်မယ်။ဦးကျော်တင်းသဘောကိုကြောင်းတုံးကလေးကကျမကောင်းကောင်းသိပါတယ်လူတယောက်အသက်မပြောနဲ့ပျော်စိတ်တကောင်တော့မတက်ဝွင့်ပါဘူး သူဘန်နီးနဲ့မှမတက်နိုင်ပါဘူးကိုလာမြင့်နဲ့လည်းဘာရန်ညိုးရန်ကြားမှမရှိပါဘူးဟုတ်ကဲ့ပါခင်ဗျာအပိုင်းတင့်အနေနဲ့အီမာနင်ခက်တာခဏရန်နာခွင့်ပြုပါခင်ဗျာနောက်ပြန်ဇသိမ်းပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာဒီနေ့မှအချိန်မီမီဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညကောင်မတော်တဦးတယောက်ရှင်ဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညကောင်မများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေကဘေးဘေးရာအပေါင်းမှာကိန်းဝေးကြပါစေခင်ဗျာ